ားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာကျွန်တော်တို့ဆယ်လပိုင်းတလတာအတွက်ဗောဓုသာသမီရာဟုသာသမီတွေရဲ့ကံအဆိုးကောင်းလေးကိုကျွန်တော်တဲရော့နဲ့ဟောကြားပေးသွားမယ်ဗီဒီယိုလေးဖြစ်ပါတယ်ဒါကြောင့်မလို့အခုကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေတွေထဲမှာဗောဓုသာသမီရာဟုသာသမီတွေပါတယ်ကိုယ်နေတဲ့ဘေးဒင်းရဲတရားကိုလည်းအထိုက်လျောက်ကြုံကြည့်မှုရှိရဆိုရင်ဒီဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ရှုပြီးတော့ကိုယ့်ရဲ့ကံအဆိုးကောင်းတွေကိုစင်ကြင်သုံးသပ်ဖို့အတွက် သိရှိကုန်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အဘမင်းငါရဲ့တပည့်ဆရာဇော်ရင်တော်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ဗီဒီယိုရေဒီယိုနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုကျွန်တော်အောက်ကို follow လုပ်ပေးကြခြင်းအဖြစ်နေ့စဉ်နဲ့မျှကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိရှိကုန်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်စတင်ပြီးတော့ဘောရဟူသားသမီးရာဟူသားသမီးကြီးဆဲလာပိုင်းမှာတွေ့ကြုံလာမဲ့ကန့်အစိုးကောင်းလေးကိုတဲရော့ကချိုးပြီးဟောကြားအောင်နော် အမအုံဆုံးအနေနဲ့ကတော့ဘဒူသားသမီးရောင်းသားသမီးတွေရဲ့ကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့အကက်ဖြစ်ပါတယ်။တက်နေတဲ့ကက်အရာကဒီချိန်မှာအခက်အခဲတွေကိုစူးစမ်းနေရတယ်၊လုံပန်းနေရတယ်၊ဖြည့်ရှင်းနေရတယ်ဆိုတဲ့ကက်ပုံရိပ်ကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဆိုတော့လုပ်ငန်းဟာကောင်းတဲ့ဘက်ကိုတော့ဥတီတော့ဥတီသွားနေတာပဲ။ဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းမှာအခက်အခဲတွေအသားစီးတွေအပိတ်ပင်တွေကိုဖြည့်ရှင်းနေရတယ်ဆိုတဲ့အနေအထားတစ်ခုကိုကျွန်တော်ကက်အရာဖော်ပြထားပေးခြင်းဖြစ်ပါတယ်။ အဲ့တော့မိတ်ဆွေအခုလုပ်နေတဲ့လုပ်ကိုတည်တည်တကြားဒီဇိုင်းမမတ်လုပ်ပါအောင်မြင်မှုကမကြခင်မိတ်ဆွေစီကိုရောက်ရှိလာမယ် let law ခက်ခဲနေတာတွေ let law အဆင်မပြေတာကိုစိတ်ညစ်မနေပါနဲ့ကိုယ်အနေနဲ့ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းအနေနဲ့အကောင်းဆုံးဖြစ်အောင်ဖြည့်ရှင်းပါအောင်မြင်မှုကမိတ်ဆွေကိုစီးကျူနေတဲ့အခြေအနေအပိုင်းခြားလို့သုံးသပ်ပြီးဟောကြားပေးချင်ပါတယ်တကယ်လို့များလုပ်ငန်းကိစ္စအနေနဲ့ပတ်သက်ပြီးတော့နေရာပြောင်းချင်တာအလုပ်ပြောင်းချင်တာရှိတယ် တခြားတော့လုပ်ကိုပြောင်းလုပ်ချင်တယ်ဆိုရင်လည်းဒီလိုကာလမျိုးမှာအခွင့်အလမ်းကောင်းတွေတွေ့ရှိလာမယ့်ချိန်ဒီအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့တွေ့ကြုံလာမယ့်ကျွန်တော်တို့ရဲ့ငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဒီကာလမှာငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဘရဟုသားသမီးရာဟုသားသမီးတွေကလူတိုင်းလူတိုင်းကတော့ငွေလိုကြတာပဲဒါပေမဲ့ဒီကာလမှာငွေကြေးထက်ဘရဟုသားသမီးရာဟုသားသမီးတွေတခြားလောက်ဆောင်တရာရှိတဲ့ကိစ္စတွေပုံမှန်ပြီးတော့ဦးစားပေးနေရတယ် ဆိုတော့ဥမာကွာမေတ္တာတရားနဲ့ငွေကြေးနဲ့ရှင်တိုင်းမေတ္တာတရားကိုဦးစားပေးလိုက်ရတယ်ငွေကြေးကိုလိုက်လို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဒါကြောင့်မလို့ငွေကြေးကိုကောင်းကောင်းမွန်မွန်ရှာဖွေဖို့အတွက်အခွင့်အလမ်းတွေပိတ်ဆို့နေတဲ့ကာလအပိုင်းကြားတစ်ခုဖြစ်တယ်မိမိကိုယ်တိုင်ကလည်းငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအရင်အလောက်အာဘယ်လိုကောင်းလဲစိတ်ပါလက်ပါတက်တက်ကြွကြွပြောပြောရွှင်ရွှင်ငွေရှာတဲ့ပုံစံမျိုးမတွေ့ရှိရပါဘူးအာဘာဖြစ်လို့လဲဆိုတော့ခဏကပြောတယ်လူတိုင်းကတော့ငွေလိုတာတော့မှန်တယ်ဒါပေမဲ့ခဏကကျွန်တော်ပြောလို့ပေါ့နော်ကိုယ့်ရဲ့ မိသားစုအရာကိစ္စတွေတခြားတော့ကိစ္စတွေကြောင့်စိတ်သက်ကြနေတယ်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငါလုံးလိုက်ရင်မှားသွားရင်ထက်ကုံသွားမလားပေါ့နော်ဟိုဒါလေးပဲရှိတာဒါလေးကိုရင်းလိုက်ကုံသွားမလားဆိုတဲ့စသဖြင့်ကိုယ့်ကိုယုံကြည်မှုတွေပျောက်ဆုံးနေတာမျိုးတွေဖြစ်တတ်ပါတယ်ကျွန်တော်အနေနဲ့တခုကြံပေးချင်တာကမိတ်ဆွေတို့အရှိတုံးကငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာဖြစ်ခဲ့တာတွေမဖြစ်ခဲ့တာတွေတက္ကနာထားပေါ့နော်အခုလက်ရှိမှာအဲ့ဒါလေးကိုဖျောက်ပြီးတော့ငွေကြေးကိုတည်တည်ကြာကြာလေးကျွန်တော်တို့ တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်နဲ့တခြားကြည့်ပါမိတ်ဆွေအတွက်ကန်အခွင့်လန်းနေရရှိနေတဲ့အချိန်ဖြစ်နေလို့ပျော်ပေခြင်းဖြစ်ပါတယ်ငွေကြေးကိစ္စပြီးသွားရင်တော့ကျွန်တော်ကျန်းမာရေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီလိုကာလမှာကျန်းမာရေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းမှာဘောတဟုတာသမီရောက်တာသမီတွေဟာကျန်းမာရေးအထောက်အပံ့မှုတွေကျန်းမာရေးအားကောင်းမှုတွေရရှိနေတဲ့အချိန်ဒီအပိုင်းခြားတစ်ခုလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးခြင်းနဲ့ဒါကြောင့်လို့ဒီကာလမှာကျမကြီးအားနေနေတဲ့လူကြီးကျမကြီးပြန်လည်ပြီးတော့တက်တာပြောက်ကဲလာမယ်ကျမကြီးနဲ့ပတ်သက်ပြီးထောက်ပံ့ကောင်းတွေရရှိနေပါ ဒါကြောင့်မို့ကျွန်မရဲ့ကိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းဒီမှာတော့ကံကောင်းခြင်းတွေရရှိနေတဲ့ခြင်းတွေပိုင်းခြားတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့အခြေအကျိစ္စနဲ့ပတ်သက်တဲ့အပိုင်းဖြစ်တယ်။ဒီကာလမှာဘောရူသားသမီးရာဟုသားသမီးတွေဟာအခြေအကျိစ္စအင်းနဲ့ပတ်သက်တဲ့အပိုင်းမှာအမှန်တိုင်းပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့စိတ်တိုင်းကြပျော်ရှင်ရတယ်ကိုယ့်ရဲ့စိတ်တိုင်းကြလိုချင်တဲ့ပုံစံတသားတည်းမဖြစ်လာတာတော့တွေ့ရတယ်။အဲ့တော့ဆရာအဲ့ဒါဆိုလို့ရှိရင်မကောင်းဘူးလားဆိုတော့ကောင်းတယ်။တို့တော့ခဏပြောလို့ပေါ့နော်။ ဟိုကိုလိုချင်တာတစ်ခုခုဆိုလို့ရှိရင်ကျွန်တော်တစ်ခုပေးဆက်ပြီးမှတစ်ခုရတယ်ဆိုတဲ့ပုံစံမျိုးတက်ရောက်နေတဲ့အခြေအကိစ္စမှာလေဆိုတော့ကိုကသူ့စီကနေစအချက်လိုချင်ကိုဘက်ကတစ်ခုပြန်ပေးနေရတယ်ဆိုတော့ကွာအာချစ်သူရည်စားပုံစံမျိုးမဟုတ်ဘဲနဲ့ဈေးတဲ့ပုံစံမျိုးဖြစ်နေတယ်ကွာတစ်ခုလိုချင်တစ်ခုပြန်ပေးနေရတယ်ဆိုတဲ့ကံပိုင်ချမျိုးဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မလို့အခြေအကိစ္စမှာ give and take အရန်အကောင့်နေတဲ့ကာလအပိုင်းကြတခုဖြစ်ပါတယ်ပေါ့နော်ဒါခါလေးကျအဲ give and take လုပ်တဲ့ကိစ္စတွေမှာဟိုတစ်ဖက်ကရန်တွက်ကတ်လာတဲ့ခါကျရင်အခြေအကိစ္စမှာ ဇလုံးစလောက်ဖြစ်တာလေးတော့တွေ့ကြုံလာတတ်ပါတယ်။ဒါကြောင့်မို့အခြေအကိစ္စမှာဒီလိုကာလမှာအပေးယူမှန်မှန်ကန်ကန်လုပ်နိုင်ရင်တော့အခြေအကိစ္စကောင်းမှုမယ်။အပေးယူမှန်မှန်ကန်ကန်မလုပ်နိုင်ဘူးဆိုရင်တော့အခြေအကိစ္စမှာနည်းနည်းလေးတော့တော့အဲ့ဒါတတ်နိုင်တယ်။အဲ့တော့ဆရာဟို꽌တဲ့အထိဖြစ်နိုင်လားဆိုတော့꽌တဲ့အထိဖြစ်နိုင်တာမျိုးမဟုတ်ပေမဲ့အဲတယောက်နဲ့တယောက်ဟိုစိတ်ခုဆရာလေးကြီးတော့ဖြစ်လာနိုင်ပါတယ်။နောက်တစ်ခုကတော့အိမ်တော်ကြီးကိစ္စပေါ့။ဒီကာလမှာအိမ်တော်ကြီးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေမှာအာတနည်းအားဖြင့်ပြောရင်တော့ချစ်ချင်းမြတ်တာကိုဖော်ကျူးတဲ့အပိုင်းတွေအားကောင်းတယ် ဆိုတာတာသမီးကြားထဲမှာရှိနေတဲ့ချစ်ချင်းမေတ္တာဆွေမျိုးသားချင်းတွေမှာရှိနေတဲ့ချစ်ချင်းမေတ္တာမိပါနဲ့ပတ်သက်တဲ့ချစ်ချင်းမေတ္တာအဲဒီလိုချစ်ချင်းမေတ္တာအပိုင်းနေနဲ့ပတ်သက်ပြီးတော့အားကောင်းနေတယ်အဲဆိုဘာတွေအားနေနေတာလဲလို့ပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီလောက်ဆောင်ရမယ့်အလုတ်ကင်ကိစ္စတွေအဲပြီးွားရဲ့ငွေကြေးကိစ္စတွေဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးအခုကြီးလိုလာမယ်ဒို့မဟုတ်သူတို့စီကနေတခုခုအခုကြီးတောင်းလာမယ်ဆိုရင်တော့ရဖို့အတွက်အမှန်တန်ခက်ခဲတယ်အဲ့တော့ချစ်ချင်းမြတ်တာတော့ရတယ်အိမ်တော်ကြီးကိစ္စတွေမှာ အာဘယ်လိုခေါ်မလဲသူတို့စီက sporting ပေါ့နော်အာငွေကြေး sporting တော့လုပ်ငန်းကိစ္စနဲ့ပတ်သက်တဲ့ sporting တော့တော့အရန်အားနေနေတယ်အချိန်ကြီးအပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဒီအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ဘက်ကိုစီးပွားရေးငွေကြေးကိစ္စတွေမှာတော့နည်းနည်းလေးအားနေတာတော့ပြီးတော့တွေ့နေရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမယ်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီကာလမှာဆရာအလုပ်ပြောင်းရင်ကောင်းမလားမင်းနေတဲ့လူတချို့ရှိပါမပြောင်းပါနဲ့အလုပ်ပြောင်းလို့မသိတော့တဲ့အချိန်ကြီးအပိုင်းခြားတစ်ခု ဌာနပြောင်းလို့မသိတော့တဲ့အချိန်ကြီးပိုင်းခြားတကူနောက်ဆုံးအကုန်ကုန်ပြောမယ်ကွာလုပ်ငန်းခွင်မှာကိုလုံနေတယ်အလုပ်သမားတယောက်ထွက်သွားပြီးနောက်ထပ်အလုပ်သမားအစ်စ်နဲ့တွဲဆက်ပြီးတော့လှုပ်ဆောင်နေရတဲ့လူကြီးကိမ်ကိုက်ပုံမှန်ကိုနဲ့လှုပ်လှုပ်နေတဲ့လူတွေအဆင်ပြေနေပြီအဲ့ဒီလူတွေကလှုပ်ထွက်သွားပြီနောက်ထပ်လူတစ်တွေရောက်လာတဲ့ခါမှာသူတို့နဲ့လှုပ်လှုပ်ရတာအဆင်မပြေတာမျိုးအထင်ကောဖြစ်တာမျိုးအာစဖြစ်ပုံနော်အမမရွေးနေလှုပ်ဆောင်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ဟို လက်ရှိရှိနေတဲ့အနေအထားကိုပဲအကောင်းဆုံးလုပ်ပါအပြောင်းလဲတွေတိတ်ပြီးတော့မလုပ်ပါနဲ့အပြောင်းလဲတွေတိတ်ပြီးတော့မစဉ်းစားပါနဲ့အပြောင်းလဲတွေလည်းတိတ်မမျှော်လင့်ပါနဲ့ကိုယ့်ရဲ့မျှော်လင့်တိုင်းမဖြစ်လာဘူးဆိုကိုပဲပြန်ပြီးခန်းစားရမှာပေါ့နော်အဲကြောင့်အပြောင်းလဲတွေတိတ်ပြီးမမျှော်လင့်နဲ့အပြောင်းလဲတွေတိတ်မလုံနဲ့လက်ရှိရှိနေတဲ့အလုပ်ကိုပဲ perfect ဖြစ်အောင်ကျွန်တော်ကြိုးစားပြီးတော့လုပ်ဆောင်သွားရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ပညာရေးကိစ္စမှာတော့အမှန်အားနေပါတယ်ဒီလိုကပညာဒီလိုကိစ္စဒီလိုလာပိုင်းချာမှာပညာရေးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းမှာတော့အနောက်ရှက်အမှန်တကယ်ကြုံရတယ် ဆိုတော့ပညာကိုဆုံးတဲ့ဒီအသိပညာဖြစ်အသက်ပညာဖြစ်တမူဝဲကြောင့်ပညာဖြစ်တင် जा မှုအပိုင်းမှာပေါ့နော်ဆောင်းလန်းတိုင်အောင်တင် जा မှုအတွက်အမတန်ခက်ခဲပါတယ်မရဘူးလို့ပြောတာမဟုတ်ဘူးနော်အမတန်ခက်ခဲပါတယ်ဒါကြောင့်မို့ဒီလိုကာလမျိုးတွေမှာတင်တဲ့အခက်အိမ်တော်မှာတင်တဲ့ကြီးဘယ်လိုခေါ့ဆုံးတာမျိုးတွေတွေ့ကြုံလာတတ်တယ်ပညာရေးနဲ့ပတ်သက်ပြီးအဖြစ်အမတန်များတယ်ပေါ့နော်အာကိုယ့်ဟာကိုယ်လည်းဖြစ်တာဖြစ်နိုင်တယ်ကိုယ့်ရဲ့ပညာရေးကိုသူများဖြစ်တာလည်းဖြစ်နိုင်တယ်အပေါင်းအသင်းမိတ်ဆွေကြောင့်လည်းပြတ်နိုင်တယ်ပေါ့ဘယ်လိုပဲပြောပြောပေါ့နော်အဖြစ်အမတန်များတယ်ပေါ့နော်အဲ့တော့ င်ညာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတကယ်အရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့သင်တန်းတွေတက်မယ်ဆိုရင်ဒီလိုကာလမှာအဖြတ်များတယ်နည်းနည်းလေး queue site ကိုတော့တော့လိုအပ်ပါတယ်နောက်တစ်ခါတော့အမြဲတမ်းကျွန်တော်မိတ်ဆွေတွေမင်းနေတဲ့နိုင်ငံသားနဲ့ပတ်သက်တဲ့ကံအပိုင်းချပါတော့အဲ့တော့အခုလက်ရှိလုပ်နေတဲ့ process ကိုကျွန်တော်အနေနဲ့ရပ်ပြီးတော့နောက်တဲ့ process အသေးကိုထပ်လုပ်ရင်ပိုကောင်းမယ်လို့အကြံပြုချင်တယ်ဆိုတော့လက်ရှိကိုသွားဖို့တည်းအမှန်တကယ်ကြံ့ကြာနေတယ်ကွာ passport တွေတင်ထားတယ်ကွာ visa တွေတင်ထားတယ်ကွာမရဘူးကွာဒီဒီဒီပွဲစားရည်နဲ့လုပ်နေဒီလူနဲ့လုပ်နေဆိုတော့ အဲ့ဒီကိုလောက်နေတဲ့အရာတွေအကုန်လုံးအဆုံးသတ်ပြီးနောက်ထပ်အစ်စ် return ပေါ့နော်ပြန်ပြီးတော့ကျွန်တော်တို့ပြန်လောက်ကြည့်ပါအာပုံမဒီထက်ပုံမြန်တယ်ဟိုဒီအောင်စောင့်နေတာပိုကြာတယ်ကကျွန်တော်ပြောချင်တာနောက်ထပ်အစ်စ်လောက်ဒီထက်ပုံမြန်ဥပမာဒီအောင်စောင့်နေ6လလောက်မှသွားရမယ်နောက်ထပ်အစ်စ်တစ်ခုကိုယ့်အကူပြောင်းလဲပြီးလောက်တာ3လနေနဲ့ထွက်ချင်ထွက်ရတတ်တယ်ဒါကြောင့်အဟောင်းတွေကိုဟိုကို့အတွက်ဟိုသွားလို့မဖြစ်တော့ဘူးပိတ်ပင်ထားတဲ့အရာတွေအကုန်လုံး delete လုပ်လိုက်ပြီးရင်ကိုယ်နိုင်ငံခြားသွားဖို့အကုန်လုံးအဆအဆုံးပြန်နေလုံနိုင်ရင်ပေါ့နော် လုပ်မယ်ဆိုရင်တော့ကိုကောင်းတယ်ဒါမှမဟုတ်ကိုသွားကိုဥမာဘောကွာကိုဂျပန်သွားမယ်လို့တွေးထားဂျပန်မသွားနဲ့တခြားနိုင်ငံသွားလိုက်အဲဆိုရင်ကိုတော့ပုံမြန်တယ်ကိုလိုချင်တဲ့အရာကိုလုပ်ချင်တဲ့အရာတွေမှာနည်းနည်းကြန့်ကြတယ်ကိုမလိုချင်တဲ့နေရာကိုမလုပ်ချင်တဲ့နေရာတွေမှာပုံမြန်တယ်လို့ဖြစ်နေနိုင်ငံခြားခီးစင်ရလေအဲ့ဒါလေးကိုနည်းနည်းပြောင်းလဲပြီးလုပ်ကြည့်လိုက်ပါအဲဆိုရင်ကျွန်တော်တို့ဘောလုံးသားသမီးရာဟုသားသမီးတွေဒီလောက်ဆိုချိန်နိုင်မယ်လို့ထင်ပါတယ်အားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ ကျွန်တော်ဆရာဇော်ရဲတော်ဟာနေဆက်ဆုံးမကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်အကောင့်လေးကိုလည်း follow လုပ်ပြီးတော့ပါဦးတကယ်လို့ကြိုက်ရဆိုရင်ပေါ့မကြိုက်ရင်တော့မလုပ်နဲ့